မင်္ဂလာပါရှင်ရှမ်းရေကွန်မီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဆိုရဖွယ်ပြည်နယ်တယံဇာတရာဝန်ကြီးဦးဆိုင်လေရက်ဆောင်မြို့နယ်ရှိတက်တော်ဆိုင်ခင်အောင်ကွင်းစင်ကြည့်ရှုတဲ့တဲ့ငိုတက်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ဘာထူတက်မြို့ရှိတက်တော်ဆိုင်ခင်များအားဇွန်လ25ရက်နေ့နေ့ပိုင်းကတာဝန်ရှိသူများကကွင်းစင်ကြည့်ရှုခဲ့ကြောင်းသိရပါဗျာ အဆိုပါကွင်းစင်ကြည့်ရှုရာတွင်ရှမ်ပြည်နယ်ဆိုရအဖွဲ့ပြည်နယ်တယံဇာတရာဝန်ကြီးဦးဆိုင်လေရှမ်ပြည်နယ်တက်တော်ဦးစီဌာနညွန်ကြားရေးမှူးဦးခင်မောင်ထွေတောင်ကြီးခရိုင်တက်တော်ဦးစီဌာနလက်ထောက်ညွန်ကြားရေးမှူးဦးစောစောမင်းရဆောင်မြို့နယ်တက်တော်ဦးစီဌာနဦးစီအရာရှိဦးပြေဖြိုးမောင် ရဲဆောင်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နဲ့တာဝန်ရှိသူများကဘာထူတက်မြို့ရှိတစ်တော်တစ်ပင်ပါရောင်မှုနယ်ပါသည့်နေရာများတွင်2025ခုနှစ်မိုးရသည့်နိုင်တီထောင်ဆိုင်ပြိုသည်အထူးစိန်လန်းဆိုပြေးရေးတစ်တော်ဆိုင်ခင်190เอကပေါင်တင်ရှင်လင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအောင်ကြည့်ရှုစစ်ဆေးခဲ့ပါသည် ထို့နောက်ရှမ်းပြည်နယ်တတော်စီဌာနညွန်ကြားရေးမှူးနှင့်ဝန်ထမ်းများမှလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားရှင်းလင်းတင်ပြခဲ့ပြီးပြည်내တယံဇာတရေးအဝန်ကြီးကလိုအပ်သည့်များကိုလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။